ရှင်29လောက်ကပဲထင်နေပြလာမကုန်ခင်ကနေမှာမုံရွာကနေရွှေတွေတဲလာတယ်တဲ့ရွှေတွေတဲလာပြီးမှလမ်းမှာပျောက်သွားတယ်တဲ့ပျောက်တော့ဆန်ဆန်နဲ့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးမှသူတို့သူတို့ယဉ်ကြီးတဲ့လူတွေစီအခုညီတောင်းတဲ့ပေါ့သူတို့အထင်ကတော့ဒီဘက်ကိုထင်မှုကြပါတယ်အဲ့လိုအခုညီတောင်းတဲ့ခါမှာဟုတ်ပြီဥစဉ်ခေါ်ခဲ့လာလေတကယ်လို့ဒီလမ်းကြောင်းမှာဒီလိုဒီလိုတက်မဲ့ဘက်ကဖြစ်ပြီးသူစစ်ကားပဲဖြစ်ဖြစ်တကယ်လို့ယူခဲ့ဆိုပစ္စည်းအဲ့တို့တချောင်မပြောက်เสียရဘူးလို့ပေါ့ကောတော့နမကတိုက်မှုယူပြောပြီးမှချက်ချက်လက်ငကုန်လုပ်ပေးမယ်လို့ဟုတ်လား တောင်းကိုခေါ်ခဲ့လိုက်ဆိုပြီးမှဝိစိမ်မန်နေဂျာကိုပို့ပြတောင်းခေါ်ခဲ့လိုက်ဆိုပြီးဦးစင်းကပြောလိုက်တယ်။ဒါပေမဲ့နောက်နေ့ကျတော့ဖုန်းနောက်နေ့ကျတော့ဆက်တွေ့မြင်းမှု PDF ကဖန်ထားတယ်တဲ့မြင်းမှု PDF ကနေမှဆက်တွေ့လာတယ်ပြန်ပြီးမှရွေးရမယ်တဲ့အဲ့ခရိုင်တိုင်ရင်တက်ကထုတ်ပြန်ရှင်းလင်းဆိုတဲ့အရာနဲ့ပတ်သက်ပြီးပြောချင်တယ်မင်းတို့မြင်းမှုက PDF ကောင်းဆောင်စီကိုသွားသွားလို့ရှိရင်မင်းတို့လည်းနည်းနည်းပါးပါးရွှေရကြီးရလိုက်မယ်မင်းတို့လည်းဝေစုဖွဲ့ရကြီးရလိုက်မယ်ကြလားနော်ဗီဒီယိုကိုပြောင်းလဲပြောင်းလဲခြင်းမထိုင်နဲ့အဲ့တော့အခုတော့ခင်ဗျားတို့အဖြူမဲ့ွဲပြီး လူကိုလည်းကားလည်းယူခံရသေးတယ်လူကိုလည်းဓမြတိုက်ခံရသေးတယ်လူကိုလည်းဟိုကအနိုင်ကျင့်ခံရသေးတယ်ရွှေတယ်ကိုလည်းယူခံရသေးရဲ့အဲ့ဒါတွေမကဘဲနဲ့နောက်ထပ် ပြန်ရွေးပါဆိုတာကြီးရတော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဝိတ်စိန်ရွှေတယ်ကဓမြတိုက်ပြန်ပေးဆွဲခံရခြင်းနဲ့ပတ်သက်ပြီးပြည်သူစစ်တွေဖြစ်တယ်လို့ဆွဆွဲခံရသည့်အပေါ်ပောက်ကွဲနေတဲ့ပောက်ကူတော်ရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနာဆင်ဝေပန်တုံးတက်ပြီးသွားကြပါအောင်ခင်ဗျာဟုတ်တော့ဗာမင်းပြောချင်တယ်လဲဆိုရင် ဝိစိန်ရွှေတိုင်ပြန်ပြီးဆွဲခံရတဲ့ပတ်သက်ပြီးရွှေတိုင်ပစ္စည်းများဒီမြင်းမူ PDF ခေါင်းဆောင်တန်းဖက်ဖွဲများယူဆောင်နေပတ်သက်ပြီးမှဦးစင်ပြောကြားတော့မှာဖြစ်ပါတယ်ဗျာနော် live မှာမှာတော့တို့ကဘလို့ဒီခစ်တစ်တို့မင်းစီမတို့ BBC တို့ကတော့ဘလို့ဖွားထားတယ်လဲဆိုလို့ရှိရင်နော်မန္တလေးဝိသေရွှေသာရဲနဲ့ရွှေတဲတဲကမောင်ရမန္တလေးမှာပြန်ပြီးဆက်ခံရဘယ်နဲ့သခိုင်းတိုင်းတိုက်ရင်တက်ကထုတ်ပြန်ရှင်းလင်းမှုတဲ့နော်ဘလို့ရှင်းလင်းတယ်လို့တော့မတည်ဘူးပေါ့ဗျာနော် ရဲ့ဒီသူတို့ကတော့ဟိုကတော့ပြည်သူ့ဟိုပြည်သူ့ sorry အမေရိကန်နဲ့ပြည်ပြည်ပြည်သူ့ sorry အမေရိကန်ပြည်သူ့စစ်တီကိုသူတို့ကတွက်ချထားတာပေါ့ဗျာနော်လွက်ချထားတာပေါ့ဒါကြောင်းလိုက်ကြောင်းစားကြောင်းကြကြဟိုကကြတယ်ပြောရမှာပေါ့ဗျာနော်ဥစဉ်ပြောပြီးပဲဗျာခင်ဗျားတို့ဒီဝိစိန်ရွှေဆိုင်နဲ့ပတ်သက်ပြီးမှဥစဉ်ကလူတို့တွေခစ်တဲ့တို့မင်းစီမတို့ BBC တို့ RF တို့မတေခင်ကတည်းကဥစဉ်စာလေးဥစဉ်ရဲ့ Telegram မှာတင်ထားတာရှိပါတယ်ဗျာနော်တမ်းမတော်ကပြည်သူကိုဒုက္ခမပေးဘူးလေခင်ဗျားတို့ဘာလို့မလဲဆိုတာကိုစောင့်ကြည့်ပါရစေတဲ့ ခင်ဗျားတို့တီအောင်ပြောရမယ်ဆိုရင်သခိုင်းလိုက်မှရှိတဲ့ PDF NG လျောက်ကံမှန်တယ်များတကိုးတည်းများမရင်းကောင်တွေပဲဆိုပြီးမှဥစဉ်ကိုယ်တိုင်ပြောထားကြီးဖြစ်ပါလေနော်ပေါ့ကိုယ်တော်ကိုယ်တိုင်ပြောထားကြီးဖြစ်ပါလေဒါကြောင့်မလို့ဒီဝိစိန်ရွှေတိုင်ရွှေ30လာမကုန်တင်ရပေါ့ဗျာလာမကုန်30ဒီဒီ20နဲ့29လောက်ကပဲထင်နေဗျာလာမကုန်ကနေမှမုံရွာကနေရွှေတွေတဲလာတယ်တဲ့ရွှေတွေတဲလာပြီးမှလမ်းမှာပျောက်သွားတယ်တဲ့ပျောက်တော့ဆန်ဆန်နဲ့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးမှသူတို့ တို့ယဉ်ကြီးတဲ့လူတွေစီအခုညီတောင်းတဲ့ပေါ့တို့တို့အထင်ကတော့ဒီဘက်ကိုထင်မှောင်ကြပါလေအဲ့လိုအခုညီတောင်းတဲ့ခါမှာဟုတ်ပြီဥစဉ်ခေါ်ခဲ့လာလေလို့တကယ်လို့ဒီလမ်းကြောင်းမှာတလူတလူတက်မဲ့ဘက်ကဖြစ်ပြီးလူစစ်ကပဲဖြစ်ဖြစ်တကယ်လို့ယူခဲ့ဆိုပစ္စည်းအတုတချောင်မပြောက်เสียရဘူးလို့ပေါ့ကောတော့နမကတိုက်မှုကြီးကိုပြောပြီးမှချက်ချက်လက်ငကုန်လုပ်ပေးမယ်လို့ဟုတ်လားတောင်းခေါ်ခဲ့လိုက်ဆိုပြီးမှဝိစိန်မန်နေဂျာကိုပို့ပြတောင်းခေါ်ခဲ့လိုက်ဆိုပြီးဦးစင်းကပြောလိုက်တယ်။ဒါပေမဲ့နောက်နေ့ကျတော့ဖုန်းနောက်နေ့ကျတော့ဆက်တွေ့ မြင်းမူ PDF ကဖတ်ထားတယ်တဲ့မြင်းမူ PDF ကနေမှာဆက်တွေ့လာတယ်ပြန်ပြီးမှရွေးရမယ်တဲ့အဲဒီစကားကိုဥသေစာဖားလေးလည်းဥသေပြောထားတာရှိတယ်ဒါကြီးဝိစိန်ကတော့ဒလုံးဒလုံးရှိတယ်မြင်းမူ PDF ကနေမှာသူတို့ရဲ့မန်နေဂျာသူတို့ရဲ့ရွှေပြောင်းလာတဲ့ဟာတွေကိုဖတ်သိကြတယ်ရွှေတွေရောငွေရောပဲနောက်ထပ်တောင်မှရွေးရမယ်လို့ကြားတယ်တကယ်ဆိုလို့ရှိရင်ဒါဝိစိန်ရွှေဆိုင်နေနေရသက်ဆိုင်ရာကိုအကြောင်းကြားလားမကြားလားတော့မတူဘူးအမှန်ကတော့ရွေးလာမရွေးလာနောက်မှသာတကယ်လို့မှမကြောင်ကြဘူးဆိုလို့ရှိရင်သူတို့လက်ကအကြမ်းဖက်တဲ့ဆက်တွေ့မှုဖြစ်မှာပဲလေ အကျမ်းဖက်နဲ့ဆက်သွယ်မှုဖြစ်မဲ့ဒါအကျမ်းဖက်ကိုထောက်ပံ့ရဖြစ်မှာဆိုလို့သူတို့တွေဆက်သွယ်ပြီးမှလောက်ရမှာဆိုတော့ဥဒေနောက်မှာဒီစားအဖတ်တဲ့ကိုအကျမ်းအကျမ်းပေးလိုက်ပြီတဲ့ပေါ့ဗျာနော်သူတို့ဘာလို့မလဲဆိုတော့ဒါစောင့်ကြည့်ရမှာပေါ့ဟုတ်လားဆိုတော့အတွေးခေါ်နေဥဒေကိုတဲ့အတွေးမျိုးနဲ့တော့လိုက်တယ်နော်တော့လိုက်တယ်အဲ့ဒီမန်နေဂျာကိုတိုင်းမဲ့ဥဒေနဲ့ရင်းနေတဲ့သူကိုဆက်လာတယ်ဘလောက်နဲ့ယူရမယ်ဘလောက်နဲ့ယူရမယ်ဆိုတော့တို့တို့လည်းမတီးဘူးပေါ့ဗျာနော်ဒီဘက်ကမဟုတ်ဘူးလေဟိုဘက်ကမြေကိုဘက်က PDF ကဒီဖမ်းထားတယ်ဆိုပြီးမှ အဲ့တော့ပေါ့ကူတော်ပြောတာကဟုတ်လားမဟုတ်လားတည်ကြရင်တော့ဝိစိန်ကိုခင်ဗျားတို့ဆက်တွေ့ရမယ်ဝိစိန်မန်နေဂျာကိုခင်ဗျားတို့မေးမြန်းရမယ်ဌာနဆိုင်ရာအနေနဲ့อ่ะเนาะအဲ့လိုမေးမြန်းမှာခုကခင်ဗျားတို့ကဒီသူစကလိုလိုပြုစောတရားလိုလိုတက်မတော်ကလိုလိုကြောင်းဟာဟိုဘက်ကဟိုဘက်ကကြောင်းလိန်ကြောင်းသားပြေးပြေးဝေယံပြေးဟိုဟာနဲ့ဒီဟာနဲ့ဆက်မွေးထားတဲ့ဗျံမရာပြကြောင်းကြကြပေါ့ဗျာเนาะဒါပုံမလေးလေးပြောပါဆိုသခိုင်းတိုင်းတိုင်းလုံးမှာ PDF အရင်ကြီးလောက်ကပတ်ခါပါအပွဲအစည်းမှန်တဲ့များကဒေါ်လာရင်းကိုစိတ်ဝင်သွားတော့ဒေါ်လာရင်းကိုစိတ်ဝင်သွားတော့เนาะ ခိုးလို့ရရင်ခိုးမယ်ခိုးလို့မရရင်ဓမြတိုက်မယ်ဓမြတိုက်လို့မရရင်သူတက်မယ်ဆက်ကြည့်ကောင်းမယ်ဒါပုံစံကအခုဖြစ်သွားပြီတခိုးကြဖို့ဓမြမရိန်ကောင်ဖြစ်သွားပြီအိုင်းကြီးစရာလည်းလင်းတိုင်းပေါ်မှာပဲဘာဩဇာအနာမှမရှိတော့ဘူးမရှိတော့ဩဇာအနာမရှိအောင်မှလည်းသူတို့ကလည်းဩဇာအနာရှိအောင်မနေခဲ့လို့ပေါ့ဗျာနော်ဒါလဲနိုင်ငံရေးမှာလဲလူစားလဲအလဲရင်စံအရင်ခံဆိုလိုလိုပဲနော်အဲ့ပုံစံပဲဗျာနော်အဲ့တော့ပြောချင်တာကဒီလူများအနေနဲ့ဝိစိန်ရွှေတိုင်မှန်လဲမြင်းမှုအနီးတစ်ဝိုက်မှာဒီမှာ ဘုံရွာကရွှေတိုင်လာတိတ်လာတဲ့အခါမှာပစ္စည်းတွေအကုန်လုံးမလာတဲ့အခါမှာမြင်းမူနာမြင်းမူမရောက်ခင်မှာဒီအကုန်လုံးပေါ့ကားကားကလည်း license ကားလို့ကြားတယ်ဗျာနော်ကားရောလူရောအကုန်လုံးဖမ်းဆီးထားတဲ့ရွှေတွေရောပေါ့ဗျာနော်အဲ့ဒါတွေကို PDF တွေက PDF ကျမ်းဖက်တမျက်တခုတမျက်မရင်းကောင်တွေကမတင်းတိမ်မဲနဲ့နောက်ထပ်ပါလူတွေကိုလာကြွေးပါဆိုပြီးမှဆက်တွယ်လာတယ်တဲ့ဆက်တွယ်လာတယ်တဲ့ဗျာနော်ဆက်တွယ်လာတယ်တဲ့ဦးစင်းတို့ကရှင်းဦးစင်းတို့ကရှင်းတယ်ဦးစင်းတို့ဆိုအကူကြီးတောင်းတဲ့လူတွေများတယ်ဦးစင်းရဲ့ဘယ်နာမှာဘယ်လိုဖြစ်တယ်ဗျာ အဲ့ဒါလေးတက်မတော်ကနေဘလို့လောက်ထားတယ်ချက်ချင်းလက်ငယ်ဦးဇင်းတော့စုံစမ်းနေဟုတ်ခဲ့ရင်တော့ကိုကကူညီပေးလို့ရတယ်ဓမ္မတဆောင်သားတွေဒါမှလည်းပြည်သူစစ်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပြည်သူကနိုင်မကျင်ပြည်သူကမတရားမလုပ်နော်ဒါနဲ့ပတ်သက်ပြီးဦးဇင်းတော့ပြောအောင်မယ်ချုပ်ပြည်သူတွေကဖန်ခံတယ်ဖန်ခံဆရာတော်စီကိုကူညီတောင်းတယ်တပည့်တို့တင်ကန်းတွေဖန်ခံရတယ်ဗျာတပည့်တို့ဘာတွေဖန်ခံရတယ်ဗျာဆိုဆရာတော်အဲ့မဲ့ဆရာတော်ကယောဂယောဂတော်ဟာသခိုင်းကိုဆက်တွေ့လိုက်တယ်သခိုင်းကိုဆက်တွေ့တော့သခိုင်းကျိုးကျောင်းလေးစုံစမ်းပြီးတော့အဲ့ဒီထဲမှာတင်ကန်းအပေါ်ကပဲတင်လာကျန်တာတရုတ်ပစ္စည်းတွေ ဲ့လိုဆရာတော်တွေကလွဲတုံးသားလုပ်ထားရည်လည်းရှိတယ်လွဲတုံးသားလုပ်ထားရည်လည်းရှိတယ်ဘယ်ရုပ်ပစ္စည်းတွေကောင်းတယ်ဒီလာထဲမှာမတင်ရမတွင်းရဆိုတာအကုန်လုံးလည်းကတော့တတ်မှတ်ထားတာပဲလေဗျာနော်ဒါတော့ထားပါဦးသေဝိစိတ်ရှူဆိုင်နဲ့ပတ်သက်ပြီးပြောချင်တာပါအဲ့တော့ဌာနဆိုင်ရာအများစုအနေနဲ့ရောနော်ဟိုပြည်ပြည်ဝရပြည်ခေတ္တတို့ပြည်ဖြတ်တို့မင်းစီမတို့နော် BBC တို့အကုန်လုံးပဲတည်ရင်ပါဆိုရတယ်ဘောရတယ်ဟုတ်လားအဲ့တော့မင်းတို့အဲ့ဒီထုတ်ပြန်တယ်ဟုတ်လား စကိုင်းခရိုင်တိုင်ရင်တက်ကထုတ်ပြန်ရှင်းလင်းဆိုတဲ့အရာနဲ့ပတ်သက်ပြီးပြောချင်တယ်မင်းတို့မြင်းမူက PDF ခေါင်းဆောင်စီကိုသွားသွားလို့ရှိရင်မင်းတို့လည်းနည်းနည်းပါးပါးရွှေရကြီးရလိုက်မယ်မင်းတို့လည်းဝေစုခွဲရကြီးရလိုက်မယ်ကြားလားနော်ဒီလိုကိုပြောင်းလဲပြောင်းလာခြင်းမထင်နဲ့မင်းတို့စကိုင်းတိုင်းမှာစစ်မှန်တဲ့ပြည်သူတွေမင်းတို့အကြောင်းသိနေပြီကာရမတွေမင်းတို့အကြောင်းကိုကောင်းကောင်းသိနေပြီဟုတ်လားကာရမတွေမင်းတို့လူဝါဝမှုတွေမတရားမှုတွေအနိုင်ကျင့်မှုတွေစာကြည့်ကောက်မှုတွေနိုင်လူပစ္စည်းလုံးမှာကာလိုင်းကောင်းတော်ကိုရှင်ပွဲတဲ့တိုင်တော့ခိုင်းတဲ့ရုပ်ပွဲတဲ့တိုင်မှာဆို အဲ့ဒါမင်းတို့ကကားနဲ့ဆွဲရဲဆွဲပြီးလို့ရှိရင်၅ဒိတ်နဲ့ဒိတ်၃၀ဒိတ်မဖြစ်နိုင်တဲ့ဈေးတွေတော့မဖြစ်နိုင်တာတွေလူကမပေးလို့ရှိရဲရိုက်တယ်ဖမ်းတယ်ပရိုက်တယ်စောက်ကန်တယ်တက်တယ်ဒါမျိုးတွေရိုးနေပြီအကာရမလိုက်တည်တယ်နော်မန္တလေးရွှေဘုမန္တလေးကလေးတမှုနော်ညတိနာမန္တလေးပြေးဆွဲတဲ့ကာရမလိုက်အကုန်တည်တယ်မင်းတို့အကြောင်းတွေတော့ကြည့်ပြီနော်ငကောကလို့ပြည်သူကိုဂျင်းထဲလို့များတော့ပြည်သူကိုနိုင်လို့နိုင်စားလို့များတော့အဲ့တော့မင်းတို့ကပြည်သူကာကွယ်ပြည်သူစောင့်ရှောက်ရေးဆိုရင်လည်းအဲ့ဒီဝိစေယကွာ เนาะဖမ်းထားတဲ့လူတွေကိုဘယ်လိုပြန်လွှတ်ပေးလိုက်ပေါ့ကွာကြက်လားပြန်လွှတ်ပေးလိုက်ပေါ့ရွှေရင်ငွေတွေကတော့လူလက်ချမ်းသာတဲ့လူဆိုတော့တိတ်ပြီးတော့မက်မှာမဟုတ်ဘူးကွာဟုတ်လားလူထဲဘယ်ဟာမှတန်ဖို့မရှိဘူးဆိုတဲ့အတွေ့ကိုတို့တို့လည်းရှိမှာပဲရွှေရင်ငွေတွေမရခြင်းတွေလူရရင်ပြီးတော့ဆိုတဲ့ဟာလက်သေးလေးထင်းနေเนาะအဲဒါတို့တို့ရဲ့ဆုံးဖြတ်ချက်ကမှန်ပါတယ်ပစ္စည်းကပြန်ရှာလို့ရတယ်เนาะလူအတွက်ချောင်းပြန်ရှာလို့မရဘူးเนาะအဲ့တော့မင်းတို့မှလူသိရှိတယ်เนาะမင်းတို့မှလူသိရှိတယ်အဲ့တော့မှတကယ်ပြည်သူကိုစေနာရှိတယ်ပြည်သူကိုတကယ်တန်ဖိုးထားတယ်ဆိုရင် ပြန်လွတ်ပေးလိုက်ပေါ့ဘာဖြစ်လို့ပြန်ယူခဲ့မင်းတို့ကအခုကဖမ်းတာပြန်ပြီးဆွဲရလို့ဖြစ်နေရလေဘာပြန်ပြီးဆိုတော့နောက်ထပ်ငွေနဲ့ပြန်ယူနောက်ထပ်ရွှေနဲ့နောက်ထပ်ဘလောက်ဘလောက်ပြန်ယူဆိုတော့ဟုတ်လားရွေးတော်ရွေးပြီးတော့မတည်ဘူးပေါ့ကနော်ဥစဉ်လဲဂျာ31ရက်နေ့လောက်က31ရက်နေ့လောက်ကဥစဉ်စီတာဘိုင်ဘာစားနေရောက်လာတာပေါ့ကနော်ဒီလိုလိုမှအဆက်တွေရပြီတဲ့အဆက်တွေရပြီဆိုတာကဟုတ်လားဝိဇိန်ကဟိုဘက်မှာတဲ့သူတို့စီဟိုဘက်ကဆက်တွယ်လာပြီတဲ့ဟိုဘက်ကနော်အဲ့တော့ကိုယ့်ဟာကိုယ်တာကတော့ ဝိစိတ်ရှိဆိုင်နေအနေနဲ့ကလည်းခမတို့ပြောကျင်တာကဒါခမတို့ကတော့ပြည်သူလေးရပြည်သူပါပဲတမန်တော်လည်းမထောက်ခံတယ်လို့ဟိုကခမတို့ကတော့ဈာနေဝါရတွေပေါ့နော်ဈာနေဝါရတွေဆိုလိုပေနဲ့လဲတမန်တော်ဒီပြည်သူစစ်ဒီဘယ်တော့မှပြည်သူကိုအနိုင်မကျင်ဘူးဗျပြည်သူကိုကာကွယ်မှာပဲရှိတာပြည်သူမှာပဲဆောက်ရှောက်မှာပဲရှိတာမားလထောင်သားကြီးတော့ရှိတာပေါ့အကုန်လုံးကောင်းပါတယ်လို့တော့မဆိုလိုပါဘူးเนาะအဲ့တော့အခုတော့ခင်ဗျားတို့အဖြူမဲ့ွဲပြီ လူကိုလည်းကားလည်းယူခံရသေးတယ်လူကိုလည်းဓမြတိုက်ခံရသေးတယ်လူကိုလည်းဟိုကအနိုင်ကျင့်ခံရသေးတယ်ရွှေတွေကိုလည်းယူခံရသေးရဲ့အဲ့ဒါတွေမကဘဲနဲ့နောက်ထပ်ပြန်ရွေးပါဆိုတာကြီးကတော့အလုံးတိကျနေတဲ့ဆိုတော့ဝိစိန်မန်နေဂျာကိုမေးပါလို့ပဲပြောချင်ပါတယ်အားလုံးတော်ပါ စားလင်းကြီးမြို့နယ်ဝက်မွေးရွာတွင်စစ်တပ်ကတပ်ဆွဲပြီးဆိုင်ကယ်တစ်စီးလျင်ငွေကျပ်9000တောင်းခံကာငွေကြေးမပေးနိုင်သူများကိုဖမ်းဆီးထားစကိုင်းတိုင်းစားလင်းကြီးမြို့နယ်ဝက်မွေးရွာတွင်အကြမ်းဖက်စစ်တပ်ကတပ်ဆွဲပြီးဆိုင်ကယ်တစ်စီးလျင်ငွေကျပ်9000တောင်းခံကာငွေကြေးမပေးနိုင်သူများကိုဖမ်းဆီးထားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည် အော်တိုဘာလ31ရက်နေ့မှာစတင်ပြီးအကျန်းဖက်စစ်တပ်ကဝမ်မွေးရွာထိပ်ရှိဖုံကြီးကျောင်းတွင်သာတပ်ဆွဲနေထိုင်ခဲ့တော်လဲနိုဝင်ဘာလ1ရက်နေ့တွင် စစ်တပ်စစ်ကြောင်းသည်ဝမ်မွေးရွာတွင်ရှိစတင်ကျောင်းကိုပြောင်း၍တပ်ဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည် ထို့သောအကြမ်းဖက်စစ်တပ်သားများကခြေရွာအတွင်းထိပါဝင်ရောက်တက်ဆွဲလာသောကြောင့်ဝက်မွေးရွာမှာပြည်သူများသည်ရွာထဲ၌မနေရတော့ဘဲစစ်ပေးတိမ်ရှောင်နေရခြင်းဖြစ်ကြောင်းထို့ပြင်စစ်သားများသည်ဝက်မွေးရွာရှိခြေရွာချင်းဆက်လမ်းမကြီးပေါ်တွင်လည်းကိစ္စခန်းဖွင့်လစ်ခဲ့ပြီးလမ်းသွားလမ်းလာဆိုင်ကယ်များကိုဖမ်း၍တအူးလျင်ငွေကျပ်9000တောင်းခံနေကြောင်းသိရှိရသည် နိုဝင်ဘာ၁ရက်နေ့တွင်လမ်းသွာလမ်းလာဆိုင်ကယ်မောင်းနှင်လာသည့်ပြည်သူများကိုငွေကျပ်9000မပေးပါကပြန်မလွတ်ဘဲဖမ်းထားကြောင်းဖမ်းဆီးခံထားရသူများထဲတွင်အမျိုးသမီးများပါပါဝင်ကြောင်းသိရသည့်ခုကဝက်မေးရွာထဲမှမသွားနိုင်တဲ့အဆင်မပြေတဲ့လူနည်းနည်းပဲရှိတော့တယ်စစ်ဆောင်ကြတာရှေ့ရက်ကအလူခံနေဆိုပြီးပတ်စံတောင်းပြီးအခုကျတော့ဝယ်ခိုင်းစရာရှိတာဝယ်ခိုင်းမယ်ဝယ်လို့မရရင်ခမည်းတော်စီကယူမယ်ဆိုပြီးပြောတဲ့တဲ့ပြီးတော့ရွာထဲမှာပတ်ပစ်နေတဲ့ဝက်မေးတို့လိုရွာတွေကထွက်တဲ့လမ်းမကြီးမှာလမ်းခွဲကိတ်ကလေးတွေရှိတယ် အဲ့ဒီဂိတ်မှာလည်းအမြဲတမ်းစစ်သားတွေရှိပြီးလမ်းသွားလမ်းလာဆိုင်ကယ်တွေကိုဖမ်းပြီးတယောက်9000တောင်းတာဟုဒေသပြည်သူတို့ကပြောဆိုသည်